မင်္ဂလာပါ IDM ရဲ့စောင်းပါကဏ္ဍကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့အကူညီလျှော့ချရေးကပ်ဘေးရဲ့နောက်ကွယ်နဲ့မြန်မာပြည်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံတွေတွေဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်စောင်းပါအပြည့်စုံကိုစာရေးသူကိလူကိုရင်တင်ဆက်ပေးထားပါတယ်နိုင်ငံတကာကနေအထူးသဖြင့်အမေရိကန်ကနေအကူအညီတွေတိတိတသားလျှော့ချခံရပြီးတဲ့နောက်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံတဲဟာ ဆိုးရွားတဲ့အခြေအနေတစ်ခုကိုပြောင်းလဲသွားပါတယ်။ရန်ပုံငွေပြက်လက်မှုကြောင့်2025ခုနှစ်ဧပြီလကနေစတင်ပြီးလူဦးရေတသန်းကျော်အတွက်စားနပ်ရိက္ခာအကူအညီလျှော့ချမယ်လို့ match နာ14ရက်နေ့မှာကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကကြေညာခဲ့ပါတယ်။အဆိုပါလျှော့ချမှုကြောင့်တန်းနဲ့ချီတဲ့ဒုက္ခတွေတွေအိုးမဲ့အိမ်မဲ့နေထိုင်သူတွေနဲ့နာတာရှည်ဖျားမှမှုခံစားနေရသူတွေအတွက်အထောက်ပံ့တွေမရရှိတော့ဘဲ အခက်အခဲတွေဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့စစ်တပ်အာဏာသိမ်းပြီးကတည်းကလက်နက်ကင်ပြည်ပခါတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အစုလိုက်ပြုံလိုက်အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေမြင့်တက်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းမှာရှိတဲ့လူဦးရေတန်း30နီးပါးဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေပြီးလူဦးရေရဲ့သုံးပုံတစ်ပုံဟာလည်းစားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။တန်ဖတ်မှုနဲ့နိုင်ငံရေးဖိနှိပ်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာရတဲ့ဒုက္ခသည်တွေအတွက်အခုလိုအကူအညီဖြတ်တောက်လိုက်တာကသူတို့ရဲ့အသက်ကိုကယ်တင်ပေးမဲ့အထောက်ပံ့တွေကိုအဆုံးသတ်လိုက်သလိုပါပဲ။အခုကဒုက္ခသည်တွေဟာလုံလောက်တဲ့အစားအစာဆေးဝါးကုသမှုအမိုးကအထောက်ပံ့တွေမရှိဘဲကြံရိတ်ခဲ့ရပြီးမထင်မှတ်ထားတဲ့အခက်အခဲတွေကိုလည်းကြံကြံခံရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ28ရက်နေ့မှာစတင်အသက်ဝင်ခဲ့တဲ့ American အကူအညီဖြတ်တောက်မှုပေါ်ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrew ကတော့ရုတ်တရက်ဖျို့ဖျဲဖြစ်သွားပြီးဆိုးရွားတဲ့အခြေအနေတွေကိုပိုဆိုးလာစေတယ်လို့ဖော်ပြပါဗျ။မြန်မာနိုင်ငံမှာ TB ရောဂါနဲ့ HIV ဝေဒနာရှင်တွေဟာဆေးဝါးထောက်ပံ့မရရှိပဲရက်တော်ကြာဖြတ်သန်းခဲ့ရပြီးနောက်ဆုံးအသက်အန္တရာယ်ကိုပါဆိုးဝါးစွာထိခိုက်စေခဲ့တယ်လို့ Match လလဲလောက်ကအစီရင်ခံစာတွေမှာဖော်ပြပါဗျ။ မတန်ဆွမ်းကလေးတွေကိုပံ့ပိုးပေးနေတဲ့ program တွေမှာလည်းတိတိတသားရော့ကျသွားတာကို တွေ့မြင်နေကြရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ယာယီဒုက္ခသည် scan တွေဆိုရင်လည်းဒုက္ခသည်တွေရဲ့စာနယ်ရိက္ခာပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်နိုင်ငံတကာအကူအညီကသာတခုတည်းသောအရင်းမြစ်ဖြစ်ပါတယ်။အခုလိုအရင်းမြစ်တွေညှော့နယ်လာတာနဲ့အများဒုက္ခသည်တွေရဲ့အနာဂတ်ဆိုတာကလည်းပိုလို့ပင်ဆိုးရွားလာပါတော့တယ်။ ကျွန်တော်တို့မှာသွားစရာနေရာမရှိလို့ဒီကိုပြေးလာရတာအခုစားစရာလည်းမရှိတော့ပါဘူးလို့ထိုင်းနယ်ဆက်မှာရောက်ရှိနေသူစစ်ဘေးရှောင်ဒုက္ခတဲ့တူကမတ်လ14ရက်နေ့မှာ သူရင်ဆိုင်နေရတဲ့ဆိုးရွားလာတဲ့အခြေအနေကိုပြန်ပြောပြပါတယ်အခုလိုအကူအညီတွေရှော့ချလိုက်တဲ့အတွက်အာနာရှင်စစ်တပ်ရဲ့နှစ်ရှည်လာများညှိမှန်းနှိပ်စက်ခံခဲ့ရတာတွေကြောင့်ထွက်ပြေးလာရတဲ့ပြည်ဝင်တွေရဲ့ဆုံးခွာသူတွေနဲ့တိုင်းရင်းသားလူနည်းစုအတိုင်းအဝန်းတွေအတွက်အခက်အခဲတွေပုံမှန်ဖြစ်စေခဲ့ပါတယ် ဒါပေမဲ့အနာရှင်စစ်တပ်ကတော့တစ်ချိန်တည်းမှာပဲနေဆောင်တိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်ဖမ်းဆီးမှုတွေရွာမီးရှို့မှုတွေနဲ့အရက်သားတွေပေါ်အကြမ်းဖက်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပဲဖြစ်ပါတယ်။နိုင်ငံရေးကျင်းသားများကကုညီဆောက်ရှောက်ရေးတဲ့ AAPP ရဲ့အဆိုအရ2025ခုနှစ်မတ်လ10ရက်နေ့တည်အနာသိမ်းပြီးနောက်ပိုင်းအရက်သား9120ကျော်တည်ဆုံးခဲ့ပြီးထောင်နဲ့ချီအချင်းကြခံခဲ့ရတယ်လို့သိရပါဗျ။ ကုလသမဂ္ဂရဲ့ခံမှန်းချက်အရလူပေါင်း1.6တန်းကျော်ဟာပြည်ရင်းနေရပြောင်းရွှေ့ခဲ့ရပြီးဒုက္ခသည်1.4တန်းနီးပါးအိမ်ကြီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်း၊ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေမှာထွက်ပြေးခိုလုံနေရတယ်လို့ဆိုပါတယ်။အထူးသဖြင့်ကရင်ကချင်နဲ့ချင်းပြည်နယ်တွေလိုတိုင်းရင်းသားဒေသတွေမှာအာဏာရှင်စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရက်သားတွေအတွက်စားနပ်ရိက္ခာရေနဲ့ဆေးဝါးကုသခွင့်မရကြတော့ပဲတောထဲမှာပဲပုန်းရှောင်နေကြရတဲ့အခြေအနေဖြစ်နေပါဗျ။အခုလိုပုန်းရှောင်နေထိုင်နေကြရတဲ့ဒုက္ခတွေတွေကိုကူညီပေးနေကြတဲ့ Pride အဖွဲ့အစည်းတွေအနေနဲ့ကလည်းနိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုတွေမရရှိဘဲနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကတ်ဆိုးကြီးကိုဘလုံးမှကြော်လွှားရှောင်လွှဲလို့မရနိုင်ကြောင်းအကြိမ်ကြိမ်သတိပေးထားပါဗျ။ဒီကိုကူညီဖို့အထောက်ပံ့တွေက UN နဲ့ US ကနေအဓိကစီစဉ်တာဒါပေမဲ့အခုက US ကလည်းရပ်ထားလိုက်တယ် UN ကလည်းရှော့ချမယ်ဆိုတော့ဒီမှာရှိတဲ့ဒုက္ခတွေတွေအတွက်တော့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်ဒါကဒုက္ခရောက်နေတဲ့အပြစ်မဲ့ပြည်သူတွေကိုထပ်ပြီးအပြစ်ပေးလိုက်တာနဲ့အတူတူပဲလို့ထိုင်းမြန်မာနယ်စပ်အနည်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတဦးကမတ်လ15ရက်နေ့မှာပြောဆိုထားပါတယ်ဒီလိုရက်ဆိုင်ရှော့ချလိုက်တဲ့အကူအညီတွေအတွက် ပြန်ကောင်းမြအောင်ပြန်လည်ဖြည့်ရှင်းနိုင်ဖို့အတွက်လည်းရှေ့နေအဖွဲ့တွေနဲ့နိုင်ငံတကာအေဂျင်စီတွေကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအရေးပေါ်ပြန်လည်ပေးအပ်ဖို့တောင်းဆိုထားတယ်လို့သိရပါဗျ။အစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအခုလိုကန့်သက်ချက်တွေကြားကနေပဲဆက်လက်လဲပတ်နေတဲ့ဒေသခံပြည်ရင်းအဖွဲ့အစည်းတွေကိုပံ့ပိုးကူညီနိုင်ဖို့တခြားထောက်ပံ့လို့ရမယ့်နည်းလမ်းတွေမှန်သမျှကိုရှာဖွေဖို့လိုအပ်ကြောင်းအေဂျင်စီတွေကပြောဆိုနေကြတာရှိပါတယ်။ ဒုက္ခရောက်နေတဲ့အရသားတွေကိုအကူအညီဖြတ်တောက်မဲ့စားနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာစစ်တပ်နဲ့သူတို့ရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေပေါ်တင်းကျပ်တဲ့ပိတ်ဆို့အရေးယူမှုတွေချမှတ်တဲ့လို့နိုင်ငံရေးလေလာသုံးသက်သူတချို့ကလည်းပြောဆိုနေကြပါတယ်။မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲဟာနိုင်ငံရေးပြည်ထနာတစ်ခုသာမဟုတ်ဘဲလူကုန်သိက္ခာနဲ့ရက်တည်ရေးကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ရန်ပုံဝင်ဖြတ်တောက်မှုနဲ့နိုင်ငံရေးရလစ်လူရှုမှုတွေကြောင့်မြန်မာပြည်သူတန်းပေါင်းများစွာဒုက္ခရောက်နေရတဲ့အခုလိုချိန်မှာကမ္ဘာကြီးအနေနဲ့လစ်လူရှုထားပြီးနှုတ်ဆက်နေဖို့ဆိုတာမဖြစ်သင့်ပါဘူး။အခုအညီအတွက်လှုပ်ရှားမှုမရှိတဲ့အချိန်တိုင်းဟာဒုက္ခတွေကိုနှက်ဆိုင်စေပါတယ်။အချိန်မနှောင်းမီကမ္ဘာကြီးအနေနဲ့အကူအညီတွေပြန်လည်ရရှိဖို့နဲ့လိုအပ်နေသူတွေကိုကူညီပံ့ပိုးပေးဖို့အချိန်တန်ပြီလို့ဆိုရမှာပါ။ မရေမတွက်နိုင်တဲ့အမျိုးသားမျိုးသမီးတွေနဲ့ကလေးတွေရဲ့ဘဝတွေဟာလည်းဒီအပြောင်းလဲပေါ်မှာအများကြီးမူတည်နေတာလည်းဖြစ်ပါတယ်။အခုညီရှော့ချရင်ကပ်ဘေးရဲ့နောက်ကွယ်နဲ့မြမပြီကလူသားချင်းစာနာထောက်ထောင်မှုဆိုင်ရာအကြက်တဲရီဆိုတဲ့စောင်းမကိုစာရေးသူခေလူကိုရိုင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။